မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ကျေးဇူးတော်နဲ့ညီသက်ချင်း ကောင်းချီးမင်္ဂလာယေရှုခရစ်တော်ဖခင်ခြံတော်ပန်းမှသင်တို့ပေါ်သို့တက်ရောက်ပါစေ။ဖခင်ရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါရစေ။ခြေတော်ခြေစတော်ကြောင့်2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့သို့ရောက်ရှိလာပါပြီ။ပူဆောင်တော်မူသောဖခင်ရှင်ကိုကျေးဇူးတင်ပါရစေ။နေ့ရက်စံတိုင်းကြည့်ရှုသူအားလုံးကိုဖခင်ရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖခင်တန်ခွက်တော်အဖြစ်တည်ဆောက်ဆရာဖြစ်စေပါ။နတ်နေတဲ့သမတရားကိုကိုရောယူဆောင်ဖော်ပြပါ။အခုကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စေပါ။တကယ်ယေရှုနာမအားဖြင့်ဆုတောင်းရဝေငှ ပါတယ်ဖျားအာမင်ဖျားရှင်ရဲ့ခြေစော်ကိုချီးမွမ်းပါတယ်ကျွန်တော်ဟိရှာနဂရီချမ်းကိုကျွန်တော်ခြုံငုံပြီးနားထောင်နေပါတယ်အဲ့တော့ဟိရှာနဂရီချမ်းခန်းကြီးတက်ကနေခန်းကြီး66 ठी ရှိပါတယ်အဲ့ဒီမှာဟိရှာနဂရီချမ်းခန်းကြီးတက်ကနေ39 ठी ကတရားစီရင်ခြင်းနဲ့ဆိုင်တဲ့အနာဂတ်စကားတွေဖြစ်တယ်နောက်ဟိရှာ40ကနေ66 ठी ကတော့နှစ်သိမ့်ချင်းနဲ့ဆိုင်တဲ့အနာဂတ်ကြံစကားတွေဖြစ်တယ် အဲ့တော့ကျွန်တော်ကဒီအပိုင်းနှစ်ပိုင်းပေါ့နော်အဲ့ဒီနှစ်ပိုင်းမှာမှတက်ကနေ39ကိုတပိုင်း40ကနေ66တိတပိုင်းဖြစ်တယ်အဲ့တော့ဒါဟေရှာယရဲ့အနှစ်ချုပ်လို့ပြောရင်မမှားဘူးအဲ့တော့ဟေရှာနဂရီရန်ခန်းကြီးတက်ကနေ39တိတိတရားစီရင်ခြင်းနဲ့ဆိုင်တဲ့အကြောင်းအရာတွေဖော်ပြထားတယ် ဣရှာခဏီ40ကနေ66ဒီနှစ်သိချင်းနဲ့ဆိုင်တဲ့ဇာတ်တွေကို prophet view ချင်းတွေဖော်ပြထားတာဖြစ်တယ်။အဲ့တော့အဲ့ဒီမှာမှာကျွန်တော်တို့ကဣရှာယကျမ်းကြီးတဲ့သူနောက်ခံသမိုင်းနံပါတ်1အနေနဲ့ကျွန်တော်အများကြီးနားထောင်ခဲ့ပြီးနံပါတ်2ဒုတိယချက်ကရေးသားတဲ့ခုနှစ် BC 940ကနေ680ကြားမှာရေးသားခဲ့တယ်ဒါလည်းကျွန်တော်နားထောင်ခဲ့ပြီနံပါတ်3ကတော့အဓိကတော့ချက်ဂျမ်းပိုက်3ပိုက်ဒါကိုလည်းကျွန်တော်ရှင်းပြခဲ့ပြီနံပါတ်4ကတော့ရွေချက်3ခုရှိတယ်အဲဒီရွေချက်3ခုကိုလည်းကျွန်တော်ရှင်းပြခဲ့ပြီဖြစ်တယ်နံပါတ်5ကတော့ဟေရှာနဂရီဂျမ်းမှာယေရှုခရစ်တော်ကိုမြင်တွေ့ရတဲ့အကြောင်းညာလေယေရှုခရစ်တော်နဲ့ပတ်သက်ပြီး prophet ပြုချက်တွေဂျမ်း6ဂျမ်းကျော်လောက်ရှိတယ် အဲ့ဒါကိုလည်းကျွန်တော်အများကြီးဖော်ပြခဲ့ပြီဖြစ်တယ်။အော်ဒီနေ့ညနေမှာတော့ဟိရှာနဂရီဂျန်ခန်းကြီးတစ်ကနေအခန်းကြီး66ကိုခြုံပြီးကျွန်တော်တို့ပြီးသလောက်လေးကျွန်တော်ပြောသွားမှာဖြစ်တယ်။အော်ဒီကနေ့ကတော့ဟိရှာနဂရီဂျန်ခန်းကြီးတစ်ကနေ66ဒီခြုံပြီးလာတဲ့အခါမှာအပိုင်းအကြီးကြီးပေါ့အပိုင်းအကြီးကြီး6ပိုင်းရှိတယ်။အဲ့မှာနံပါတ်1အပိုင်းကြီးကတော့ဘာလဲဆိုတော့ တရားစီရင်ခြင်းနဲ့ဆိုင်တဲ့အနာဂတ်စကားတွေဖြစ်တယ်အခုကကျွန်တော်ဏိဒံဖော်ပြလို့ဟိရှာနဂရီဂျန်ကန်ကြီးတစ်ကံနေ39ထီအရတရားစီရင်တဲ့ကိစ္စတွေပဲပြောတော့ဟိရှာနဂရီဂျန်ကန်ကြီး40ကနေ66ထီအရနှစ်သိမ့်ချင်းနဲ့ဆိုင်တဲ့ကိစ္စတွေပဲပြောတော့အဲဒါကိုကျွန်တော်အခြေခံသိရင်နားလည်မှာဖြစ်တယ်ဒါကြောင့်ဒီ နံပါတ်၁ကတရားစီရင်ခြင်းနဲ့ဆိုင်တဲ့အနာဂတ်ကြံစကားတွေဟာဟိရှာနဂတိကြံခန်းကြီး၁အငယ်၁ကနေဟိရှာနဂတိကြံခန်းကြီး39အငယ်၈ထိဖတ်ရင်အဲ့ဒီဖြစ်ပျက်တွေကျွန်တော်တွေ့ရမှာဖြစ်တယ်။အဲ့တော့အဲ့ဒီမှာမှာကကြီးခါခွေကငယ်ကျွန်တော်သုံးချက်လေးပြောခြင်း ਨੇ ကကြီးကတော့ဘာလေးဆိုယူဒလူမျိုးတွေနဲ့ပတ်သက်ပြီးတရားစီရင်ခြင်း။ယူဒလူမျိုးတွေနဲ့ပတ်သက်ပြီးတရားစီရင်ခြင်းအကြောင်းကိုဖတ်ချင်ရင်ဟိရှာနဂတိကြံခန်းကြီး၁အငယ်၁ကနေ၁၂ထိဖတ်ရင်ကျွန်တော်တွေ့ရမှာ။ တရားတည်းအငယ်တက်ကနေစနစ်ဒီပိုင်းယူရလူမျိုးများနဲ့ပတ်သက်တဲ့တရားစီရင်ခြင်းကိုတွေ့ရအဲ့ဒီရဲ့ကကြီးအောက်မှာမှနောက်ထပ်ကကြီးရှိသေးတယ်အဲ့ဒါပါလေဆိုတော့ဒီဟိရှာနဂရီဂျန်ခန်းကြီးတည်းအငယ်တက်ကနေထားလာကျွန်တော်အခန်းကြီးစနစ်ထိကို၃ဘိုင်းလေးထပ်ခွဲခြင်းတယ် အဲ့တော့အဲဒီ၃ဘိုင်းလေးမှာတော့ပထမဘိုင်းကာကြီးဘိုင်းကအပြစ်ကိုဖော်ပြခြင်းနဲ့တရားစီရင်ခြင်းအဟိရှာ၁ကနေအခန်းကြီး၁ကနေ၅ထိအဲ့တော့အပြစ်ကိုဖော်ပြမယ်တရားစီရင်တဲ့ကိစ္စတွေပြောမယ်အဲဟိရှာနဂရီကျမ်းအခန်းကြီး၁ကနေအခန်းကြီး၅ထိဖြစ်တယ် အော်ယူဒာလူမျိုးတွေနဲ့သဆိုင်တဲ့အဖြစ်တွေရှင်မြန်တွေရဲ့အဖြစ်တွေဟာလာတိုက်သူပြည်သားတွေရဲ့အဖြစ်တွေအဲဒါတွေကိုဖော်ပြမယ်တရားစီရင်ခြင်းတွေလာမယ်ဟဲ့အဲအဲ့ဒါတွေကရေချာနိုင်ငံတကာခန်းကြီးတက်ကနေခန်းကြီး၅ဒီပိုင်းရင်သိတွေ့ရမှာဖြစ်တယ်ကဲနောက်ခကွေးရတော့ပါလေဆိုဟိရှာနိုင်ငံတကာခန်းကြီး၆ကကြတော့ဒါဟိရှာယကို proper ဖြစ်ဘုရားတခင်ကခေါ်ယူတာ အဲ့တော့ဖျားသခင်ကဟေရှာယကိုယူပါယုံအဖြစ်ပြတယ်ကောင်းငင်နိုင်ငံတော်ဟေရှာယမြင်ရတယ်ကောင်းငင်တပံတရက်တွေတွေ့ရတယ်ဟေရှာယနှုတ်ကမတန့်တဲ့အတွက်ကြောင့်ပို့ပြီးသန့်ရှင်းအောင်ဆိုပြီးမိခဲနဲ့ကောင်းငင်တပံတရက်ကဟေရှာနှုတ်ကိုလာတို့တယ်အဲဒါတွေကိုဖတ်ချင်တာဟေရှာနဂရီချအခန်းကြီး6ကိုဖတ်ကြည့်တွေ့ရမှာဖြစ်တယ်ဒါပရောဖက်ဟေရှာယကိုပရောဖက်ဖြစ်ခေါ်ယူခဲ့တာဖြစ်တယ်ကဲနောက်ကငယ်အနေနဲ့ကတော့အီမာနွေလယေရှုခရစ်တော်ကြွလာတယ် အဲအီမာနီလာယေရှုခရစ်တော်ကြွလာမယ်ဆိုတဲ့အကြောင်းအရာတွေကယေရှုနဂရီဇံအခန်းကြီး9ကနေ17ဒီပိုင်းကျွန်တော်အဲ့မှာတွေ့ရအောင်အဲဒါကယေရှုကြွလာမယ်အရာမေရှိယဖြစ်တယ်သူဟာအံဟောပွဲတိုင်ပင်ဘက်တကူကြီးတဲ့ဖခင်ဖြစ်တယ်ထာဝရဘုရားညီသက်ချင်းရှင်ဖြစ်တယ်သူမှာထူးခြားမှုတွေအများကြီးရှိတယ်အဲဒါတွေကိုပရောဖက်ယေရှာယဘာလို့ထားလာလဲဖော်ပြထားတာအဲ့တော့ဒါဆိုရင်တော့ကျွန်တော်ဒီကနေ့ယေရှာနဂရီချအခန်းကြီးတက်ကနေ39ပထမပိုင်းရဲ့အပြစ်စီရင်ခြင်းနဲ့ပတ်သက်တာ ကနေ39ထဲမှာတစ်ကနေ7ထိကျွန်တော်တို့ပြီးသွားပြီဖြစ်တယ်။အော်နတ်ဘန်ကြရင်73ကနေဟိရနကကြံကန်ကြီး73ကနေဆက်ပြီး39ထိပြန်နှားထောင်မယ်။ပြီးနောက်40ကနေ66ထိပြန်နှားထောင်မယ်။အဲ့ဒါဆိုရင်တော့ကျွန်တော်ပို့ပြီးနားလည်လာမှာဖြစ်တယ်။အဲ့တော့အနည်းချုပ်သိရမှာတော့အေရှားနိုင်ငံကြီးဂျန်ကန်ကြီးတက်ကနေ39ကအဖြစ်စီရင်ခြင်းကိစ္စတွေတရားစီရင်ခြင်းတွေပဲပြောတာ နောက်ဟေရှာနိုင်ငံကြီးဂျာဂန်ကြီး40ကနေ66တိကတော့နှစ်သိမ့်ချင်းနဲ့ဆိုင်တဲ့ဇာတ်တွေကို ပြောတာတွေတွေ့ရတယ်။အဲ့တော့ဒီနှစ်ပိုင်းကိုအဓိက နားလည်ထားရင်တော့အဲ့ဒါဟေရှာနိုင်ငံကြီးဂျာဂန်ကျွန်တော်တို့တော်တော်လေးနားလည်လာမှာဖြစ်တယ်။ဒါကြောင့်လည်းဟေရှာတက်ကနေ39ကတရားစီရင်ခြင်းအပြစ်နဲ့ပတ်သက်ပြီးဟာလာတရားစီရင်ခြင်းအကြောင်းတွေပြောနေဆိုတာအဲ့ဒါဘာလို့ပုံဆောင်လဲတမောင်းကျောင်းကိုပုံဆောင်တယ်။ တော့ဓမ္မောင်းကျမ်းပြည့်ညတ်တော်ကာလတရားစီရင်ခြင်းကိစ္စတွေနော်ဒါမောရှိရဲ့ပြည့်ညတ်ချက်တွေဒါဓမ္မောင်းကျမ်းမှာအများကြီးကျွန်တော်တွေ့ရတယ်နော်ပန်တီကျုတို့ခေါ်ရပြည့်ညတ်ဒီချမ်းငါးချမ်းမှာကျွန်တော်တွေ့ရတယ်တော်ဟိရှာတိကနေ39ဒီလေအပြည့်နဲ့ဆိုင်တဲ့အရာတရားစီရင်ခြင်းနဲ့ဆိုင်တဲ့ကိစ္စတွေဖော်ပြထားတယ်။အဲဟိရှာ40ရာနဲ့66ရာနှစ်သိမ့်ချင်းနဲ့ဆိုင်တဲ့စကားဆိုတာအဲ40ရာနဲ့66ကကြတော့40ရာနဲ့66ကိုဟာလာကျွန်တော်တို့ပေါင်းကြည့်လိုက်ရင်ဘယ်လောက်လဲ28ကျန်းထွက်တယ် 28ခန်းအဲ့ဒါဘသူပုံဆောင်ဓမ္မသစ်ကျမ်းဘာပုံဆောင်တော့ဓမ္မသစ်ကျမ်းမှာတကယ်ရှုကြွလာခြင်းကနှစ်သိမ့်မှုကိုပြီးတယ်တသက်မှုကိုဖြစ်စေတယ်အဲ့ဒါတွေကိုကျွန်တော်တွားပြီးတော့တွေ့ရတော့ဖြစ်တယ်ဟောဒီရောက်ကြည့်ကြံဖြစ်ဧရှာနာဂရီကျမ်းခန်းကြီးတက်ကနေ66ကိုအဲ့ကျွန်တော်နားထောင်ရင်တက်ကနေ39ကစီရင်ခြင်းကြောင်းတယ်၄၀ကနေ66ကတော့နှစ်သိမ့်ခြင်းနဲ့ဆိုင်တဲ့အကြောင်းရတယ် ဒါကြောင့်ဒီကနေ့ကတော့တစ်ကနေ7ရက်နေ့ကျွန်တော်တို့ပြီးပြီဖြစ်တယ်ပြီးပြီဖြစ်တယ်တစ်ကနေ7ရက်နေ့အဲ့ဒီ7ရက်နေ့နားထောင်သလိုနောက်ဖန်ကြရင်ကျွန်တော်73ကနေပြန်ပြီးနားထောင်မှာဖြစ်ပါတယ်ဒီကနေ့ကျေရှုခွန်အားယူတယ်ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်သားပြီးကောင်းချီးပေးပါစေကျွန်တော်ဖြစ်ဆွတ်ချိန်ညာစရာတော့ဒီကနေ့ညနေမြန်မာစံတော်ချိန်9:00နာရီကနေ6:00နာရီကျော်6နိုင်ခွဲ9နိုင်အတွင်းမှာကျွန်တော်ခရိုင်အောင်ရက်သဘတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီကနေ့ ပိတ်ပွဲလေးဖြစ်ပါတယ်။အဲကျွန်တော်လင်းညတာလောက်တာကျွန်တော်ဒီကနေ့နောက်ဆုံးလင်းညကိုရောက်ရှိပြီဖြစ်တယ်။ဒီကနေ့ကဆရာတော်ဆော့ရွှေဆရာတော်ဆုနှစ်ကပတ်တော်ဝင်လာမှာဖြစ်တယ်။ခေါင်းစဉ်ကတော့ကြောက်ပေါ် night တိဆောက်တော်အိမ်တော်။ဒါကြောင့်ကျွန်တော်ဒီ page ကနေပဲနေနေပြပပရိသတ်တွေကိုခတိုင်းလိုပဲလွှင့်မှာဖြစ်တယ်။ဒါကြောင့်ရန်ကုန်မှာရှိတဲ့ဓမ္မပရိသတ်များအားလုံးလာရောက်နားထောင်နိုင်ကြောင်းတွေ့ထွေးစွာချေစုပါရစေ။အားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကောင်းချီးခံယူကြပါစို့။ခမည်းတော်သားတော်သရှင်တော်ဝင်ကျွန်တော်သုံးပါးသူပြတ်တော်ဘာမှကောင်းချီးဖြတ်ပြသည်။ online ပရိသတ်များ မြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်ကာလအစဉ်မြဲတက်ရောက်တည်ရှိတည်နေပါစေတော့အာမင်ကျေးဇူးတင်ပါတယ်သင်တို့အားလုံးကိုဖြတ်ချက်ကောင်းချီးပေးပါစေနောက်ပါကျွန်တော်မြန်မာစံတော်ချိန်ညနေ၄နာရီခွဲမှာပြန်လည်ပြီးတွေ့ဆုံမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်တယ် God bless you all Our love, our love.